စရင်လည်းဆရာမတို့အာမှတ်ပေးပါ1 2 3 4ရပါမယ်နော်ဒီမှာဆိုလို့ရှိရင်ဆရာမတို့ဒီနှစ်ခုဆိုလို့ရှိရင်ဒီနှစ်ခုပြန်ပြီးတော့အာဟိုဟာဖြစ်မှာတွဲမှာပေါ့နော်သူနဲ့သူနဲ့သူရသူရတွဲမှာဖြစ်တဲ့အတွက်ဆရာမတို့က1 1မှတ်ထားမယ်2 2မှတ်ထားမယ်ဟုတ်နော်3 3မှတ်ထားပြီးရင်စနေရကတော့4မှတ်ထားလိုက်မယ် ရမှာနော်44ပေါ့နော်ဟိုဘက်တစ်ချက်ကခောက်ပြီးညင်44ဖြစ်သွားမှာပေါ့နော်အဲ့ဒီမှာမှာဆီယမကြီးဒါဆိုလို့ရှိရင်ဒီတီရဒီတီရခလေးပဲတမိသုံးမယ်ရလားဆိုလို့ရှိရင်ဒီတီရခလေးပဲသုံးရင်လည်းဒီမှာရတယ်အတူတူပဲရမှာနော်သိရခလေးနဲ့ပဲဗနေရညက်ကမှာလဲဆိုတော့အာရှိရညက်ကမှာနောက်ဆုံးနှစ်ရွက်ကကြာတော့ဘာထောက်ရမလဲရှိကို3ထုတ်ကမယ်ကျန်တဲ့အရွက်တွေအကုန်လုံးကဘေးကို155ဒီထုတ်ပါမယ် ဟုတ်ပြီနော်ဒီအာနောက်ဆုံးအချက်4အချက်ဆိုလို့ရှိရင်လည်းရှေ့ကို3ထုတ်မယ်ဒီဘက်ဘေးကိုကျတော့ဘာထုတ်ပါမလဲ1.5ထုတ်ပါမယ်ရပါမယ်နော် okay လေးပုံထွက်သွားပါပြီထွက်သွားပြီးရင်တော့တမီးတို့ကချုပ်စာလေးနေရဲ့ဆီယမတို့ဒီလိုလေးတွေသူ့အချက်နဲ့သူဘာဖြစ်လဲတွဲလိုက်ရုံပါပဲဟုတ်ပြီနော်အဲ့ဒီမှာမကော်ပါပိတ်ကြမ်းအာကတ်ထားတယ်ရမယ်နော်ပြီးသွားရင် အောက်ကတလွှာလေးအုပ်ပေးမယ် သူ့ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်တော့သူကစောစောလုံးကဆီယမ်မပြရဲဒီစကပ်ပုံကြီးကြာတော့ပါပြီဟုတ်ပြီနော်ဒီလိုစကပ်ပုံကြီးကြာတော့ပါပြီရပါမယ်เนาะအဲ့ဒီမှာအောက်ခလေးကိုအခုကတော့ဒီမှာကတော့အတိရဖြစ်နေတယ်ဆီယမရေးတမိအောက်ခလေးကိုအဲ့လိုချွန်ချွန်လေးဖြစ်ဖြစ်နေဆိုလို့ရှိရင်တော့ဒီတရွက်ကိုယူဟုတ်ပြီเนาะဘာလုပ်မလဲညမှာနောက်ပတန်တရွက်နဲ့ကတ်ကတ်ပြီးတော့ရင်30အလေတက်တက်ကိုမှတ်30ချာအဒါလေးကိုဝိုက်ပေးပါ ဟုတ်ပြီနော်ဖရဲသီးသိပ်ပုံစံမျိုးလေးဖြစ်သွားမှာနော်ရပါမယ်နော်ဆောဆောဆီယမ်ပါဒီမိုးလေးပါဒါလေးကိုကတ်မယ်အလဲစန်တာဝတ်မယ်ပြီးရင်တစ်ဆယ်ချမယ်ပြီးသွားရင်ဟုတ်ပြီနော်ရပါမယ်နော်ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင်သူအဲ့လေးလေးကိုချုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုခုံးလေးဖြစ်သွားပါပြီနော်ပတ်တံဘာမှမခတ်ပါဘူးအရန်ကိုလွှဲပါတယ်ချုပ်ပြီးသွားရင်လည်းတအားလည်းလှပါတယ် ရပါမယ်เนาะဒီဥစ္စာကိုလည်းဆီယမအစအဆုံးချုပ်ပြမှာပါကျေးဇူးတင်ပါတယ်